အမိုရီနီယောကိုအစားထိုးဖို့ယူနိုက်တက်ဆက်သွယ်ထားပြီဖြစ်တဲ့နီးပြတော့မန်ချက်စတာယူနိုက်တက်အသင်းကပရီးမီးယားလိရာသီအစမှာစွမ်းဆောင်ရင်ညံပြင်းနေတဲ့နီးပြအမိုရင်းကိုအစားထိုးဖို့အတွက်နီးပြအသစ်ကိုရှာဖွေနေပြီးတော့လက်ရှိချိန်ထိနီးပြတုံးကိုအဓိကဦးစားပေးစဉ်းစားနေရလို့သိရပါတယ်။အမိုရီယာ2029ဇွန်လအထိယူနိုက်တက်နဲ့စာချုပ်သက်တမ်းရှိနေသူဖြစ်ပါတယ်။ဒါကြောင့်မလို့သူကအလုပ်ဖြုံမယ်ဆိုရင်ယူနိုက်တက်အနေနဲ့ရော်ဂျေးကုန်ကြားစိတ်မြင်မာနိုင်ပါတယ်။ဒါပြင်အမိုရင်းကိုခန့်အပ်ခဲ့တဲ့နိုဝင်ဘာလတရက်နေ့မတိုင်မီအလုပ်ထုတ်မယ်ဆိုလို့ရှင်တော့ ပေါင်းစနတန်းဝင်းကျင်ကုန်ကြနိုင်တယ်လို့သတင်းတွေကဖော်ပြထားပါတယ်။လက်ရှိမှာယူနိုက်တက်က၄ပွဲ၆ပွဲကစားပြီးတိမ်မှာ၂ပွဲသာအနိုင်ရရှိထားပြီးတော့ရမှတ်9မှတ်သာရရှိထားပါတယ်။ဒါပြင်ပြီးခဲ့တဲ့ match လကလက်စတာကို3-0နဲ့အနိုင်ရခဲ့ပြီးနောက်ပိုင်း Premier League အဝေးကွင်းနိုင်ပွဲလည်းမရှိသေးပါဘူး။ဒါကြောင့်မလို့ United အသင်းပိုင်ရှင်နေတဲ့ဘုတ်အဖွဲ့ဝင်တွေကအမိုရင်းရဲ့နေရာအတွက်အလွယ်တကူအစားထိုးနိုင်မယ့်နီးပြအုံကိုရှာဖွေထားပြီးတော့လက်ရှိမှာတော့အင်္ဂလန်နီးပြဟောင်း Jared Southgate, Crystal Palace အသင်းရဲ့နီးပြ Oliver Glanner, ဗမော့နေပြအန်တိုနီအိုင်ရိုလာတို့က United နဲ့တင့်တော်ပြီးတော့ရေပန်းစားနေပါတယ်။အဲ့ဒီနီးပြသုံးဦးထဲမှာပါ United ရဲ့အဆုရှေယာရှင်စာဂျင်ရက်ကလစ်ကနီးပြဆောက်ကိတ်ကိုရခင်ကလေးကသဘောကျခဲ့သူဖြစ်ပါတယ်။တရင်းနီးရောစာဂျင်ရက်ကလစ်ကအမိုရင်းပေါ်ဘီယာများနေရဲ့လက်တလောရသက်တပတ်တွေအတွင်ဆောက်ကိတ်နဲ့တရိုက်ဆက်သွယ်မှုတွေတောင်မှရှိခဲ့လို့သိရပါတယ်။ဆောက်ကိတ်ရယူရို2024ဖိုင်နယ်မှာစပိန်ကိုရှုံးနေပြီးတဲ့နောက်အင်္ဂလန်နီးပြရာထူးကနေပြီးတော့နှုတ်ထွက်ခဲ့ရတာပဲဖြစ်ပါတယ်။ သူကအင်္ဂလန်နှင့်ကိုရှင်းတဲ့ကြာဂိုင်တွေခဲ့ပြီးတော့ပွဲပေါင်း102ပွဲမှာ64ပွဲအနိုင်ရရှိခဲ့ပါတယ်။ဒါပြင်2018ကမ္ဘာဖလားဆီမီဖိုင်နယ်နဲ့ယူရို2020ဖိုင်နယ်ထိရောက်အောင်လို့စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဆောက်ကရဲ့တခုတည်းသောကလပ်အတွေ့အကြုံကတော့ Middlebrook အသင်းကို2006ခုနှစ်ကနေပြီးတော့2009ခုနှစ်ထိကင်တွေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့သူကင်တွေခဲ့ခြင်းက2008-2009ရာသီမှာအသင်းက Premier League ကနေတန်းဆင်းခဲ့ရပြီးသုံးလမပြည့်ခင်မှာပဲအလုပ်ထုတ်ခံခဲ့ရပါတယ်။ ဆောက်ကြရကစားသမားကြီးနဲ့ဆက်ဆက်ရေးကောင်းမွန်တဲ့နီးပြတူဦးပြကြောကြပါလိမ့်လက်ရှိချိန်ရူဘင်အမိုရီရဲ့လောက်မှာစိတ်တက်ကြနေတဲ့ United ကစားသမားတွေကိုစိတ်တက်မြင့်တင်မှုနဲ့အတင်းသားတွေကြားထဲမှာတဟဆာတာဖြစ်ဖို့အတွက်ဆောက်ကြရအခန်းကဏ္ဍအရေးပါလာနေပါလိမ့်တကယ်လို့စာချင်း Rockleaf ရဲ့ရည်ရွယ်ချက်ကအသင်းကိုတည်ငြိမ်မှုနဲ့ယုံကြည်မှုပြန်လဲတည်ဆောက်ဖို့ဆိုရင်ဆောက်ကြကရွေးချယ်စရာကောင်းတစ်ခုဖြစ်နိုင်ပေမယ့်အဲလိုမဟုတ်ဘဲနဲ့ဖလားရီနဲ့ဆွဲဆောင်မှုရှိတဲ့ဘောလုံးကစားပုံချက်ချင်းလိုချင်တဲ့ဆိုရင်တော့တခြားနီးပြတွေပို့ပြီးတော့တင်တော်ပါလိမ့်မယ်